န္တလေးတိုင်းတောင်သာနယ်အနောက်ခြမ်းကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အင်အား200ပါးစစ်အုပ်စုတပ်တွေကစစ်ရွာတွေကိုစီးနင်းလို့ရဲ့မီးရှို့ဖြက်ဆီးနေရလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်အဲ့ဒီစစ်အုပ်စုတပ်တွေဟာဇွန်လ25ရက်မနေ့ကငတရောက်ဘချမ်းကနေစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးတဲ့နောက်ကင်းစလုံးရွာတွေစီးနင်းဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖြက်ဆီးတာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကဆိုပါရယ်ညောင်မြို့နယ်ငတရောက်ဘက်ကနေဇွန်24ရက်မှာစစ်ကြောင်းထိုးထွက်လာတဲ့အဆိုပါစစ်အုပ်စုတပ်တွေဟာဈေးမကြီးရွာကနေအိမ်20ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်တောင်သာနယ်ထဲကိုမနေ့ကစတင်ဝင်ရောက်စစ်ကြောင်းထိုးပြီးတော့ကင်းစလုံးရွာကိုမနေ့ကနဲ့ဒီနေ့နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးနေရလို့ဒေသခံသတင်းမြစ်ကဆိုပါတယ်။လက်ရှိမှာစိုးစုတွေကကင်းစလုံးကျေးရွာမှာစင်းနေလူရဲ့နေဆဲဖြစ်တာကြောင့်နေမီးလောင်ဖျက်ဆီးမှုအသေးစိတ်အချက်လက်တွေကိုမသိရသေးဘူးလို့ဒေသခံသတင်းမြစ်ကဆိုပါတယ်။စိုးစုတပ်တွေကျေးရွာတွေကိုစစ်ကြောင်းထိုးမီးရှို့နေရကြောင်းကင်းစလုံးရွာအပါအဝင်အနီးဝန်းကျမ်းမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေ ေးလွတ်ရကိုထွက်ပြေးတင်ရှောင်နေကြပါတယ်။ဒါအပြင်မနေ့ကညနေပိုင်းမှာငင်းချက်မျိုးပေါ်ကထွက်လာတဲ့တီတာရုံမှုဥဆောင်တဲ့စောစုနဲ့ပြူစောတီတွေဟာတောင်သားနဲ့အနောက်ခြမ်းကငင်းချက်ညောင်ဦးလမ်းဘေးမှာရှိတဲ့တီးကုန်းရွာကို60မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေနှလုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။